ပဲတရားမဝင်ပါဘူးဥပဒေမညီပါဘူးလို့ကြေညာထားပြီးသားဖြစ်ပါလေနဲ့တယ်လီကွန်ကုမ္ပဏီရဲ့အနေနဲ့တစ်ဆင့်တိုက်ရိုက်ဒီလိုကြောညာနေတာကိုတယ်လီကွန်ကုမ္ပဏီတွေကြောညာနေတာကိုခမရတို့စိုက်ဘာပိုလစ်ကိုပို့ဆောင်ဆက်သွယ်ဝင်ကြီးတနာရောရေကုန်ထုတ်ပြန်ကြီးတယ်ဆိုခရက်ခမရတို့ကိုလည်းမယူသားဘူးလို့ကျွန်တော်ပို့ဝင်လို့ပြောပြတယ်ခမရတို့မယူသားတော့အခုဒါနဲ့ပတ်သက်တယ်လီကွန်ကုမ္ပဏီကိုလည်းဖြည့်ရှင်းချက်ထုတ်ပါတယ်ခမရကိုလည်းဖြည့်ရှင်းချက်ပေးဖို့လိုပါတယ်တယ်လီကွန်ကအကြံပေါ့အခုလည်းစစ်ကူပစ်ကူလို့တော့မရဘူးပေးသွားတာပြီးတယ်တစ်ခါတစ်ခါတက်တော့လို့ရှိရင်ကားကြီး၄-၅စီးနဲ့6စီးလောက်နော်အဲ့လိုမျိုး6စီး9စီးအဲ့လိုမျိုးစစ်အင်အောင်အဲ့လိုမျိုးပို့ပို့ပေးရတယ် စစ်အင်အားလည်းပို့ပေးတယ်လက်နက်လည်းပို့ပေးတယ်ရိတ်ခါလည်းပို့ပေးတယ်ပြည်သူတွေကမှအစားအသောက်တွေသွားကြွေးသေးတယ်ဒေသခံဟိုဘယ်လိုမှမဆိုရှင်ကျွန်တော်တို့ရဲပြည်သူတွေကလည်းမင်းတို့အစားအသောက်ကြွေးရအောင်မယ်ပြည်သူစစ်အားလုံးအားလုံးကလည်းပါဝင်ပြီးတော့ဒါမျိုးအေးအေးကထိုးဆင်းလာတယ်အောက်ကနေပြီးတော့ကိုကဒီတပ်ဖက်ကနေခုခံတယ်ခုခံတဲ့အတိုင်းတာမျိုးကဘာကြောင့်မို့လို့ကိုယ့်ဘက်ကနောက်ဆုံးပိတ်တော့တတိပိတိဖြစ်နေတယ်စခန်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးနောက်ဆုံးလာအေးအေးကဒါမျိုးရောက်လာဆိုတာတောင်းတောင်းညံပြင်းမှုတော့မဟုတ်ဘူးလေကြာနော် အဆုံးဝင်တဲ့ဖွဲ့စည်းရဘူးသူကြီးတွေအသားမီးလာဖူးသားယူနေကျွန်တော်မသိဘူးဒါပေမဲ့ခင်ဗျားတို့အဲ့လိုမျိုးပုံမှန်ပုံမှန်ပတ်သက်ပြီးကြားဖြန့်လို့ရအောင်ခင်ဗျားတို့ကိုယ်တိုင်လက်ခံနေရတာခင်ဗျားတို့ကိုယ်တိုင်အဲ့လိုလောင်းကစားနဲ့ပတ်သက်ရှာကိုကြိုးစားနေကြပြီလားဟွန်းခင်ဗျားတို့မှာနည်းနည်းတော့အချက်တရားရှိဖို့လိုအပ်တယ်လို့ကျွန်တော်မနိုင်ငံကိုကယ်ဆယ်ရေးလာဆင်းကြတဲ့တရုတ်လူမျိုးတွေပေါဝင်လာတာအားလုံးသိမှဖြစ်ပါတယ်ရုပ်တွေကတော့အရှိချေမှာစစ်တပ်ကလုတ်လဲရဲတွေပါရီလုတ်လဲဆိုတာကိုဝေဖန်မှုတွေပေါ်လာတာလဲဟာသူအောက်ခံပါတယ်ဆိုတဲ့သူတို့မှားထားတဲ့ပါဘောမှားထားတဲ့တရုတ်တွေကဝေဖန်နေနေတာဖြစ်ပါတယ် 大家好，我是追踪自然灾害。本期视频也没有什么文案脚本啊，想到哪里就说到哪里。这两天全球最大的灾害就是在缅甸发生了一个七点九级的地震，但是各位现在看到的就是当地的军警进行一个地震后的一个救援。我如果不给大家说这是地震救援的话，各位可能觉得是他们的军警营区应该是在改造或者什么东西的。但是现在告诉各位了，呃，这边发生了。 全球以来最大的地震，但是当地的军警这个救援确实让人有点捉摸不透啊。我们这边还火急火燎的派救援队过去，结果他们当地你看干的活儿，就这个木头在我们部队里面，撑死也就是一个班在抬。你看现在这是一个排在抬，关键后面还有一个，应该是一个领导一样的吧，嗯、就是这个人应该是属于他们一个领导吧，还在指挥。我们再来看这个。 这个现场，不知道的还以为是在考古现场呢，在发掘文物呢，在一点点的整理呢。你知道的话，这个是在地震救援啊，兄弟们，这一这么大点土堆，需要了二四六八十，需要了十五个人。哎呀，不知道说什么东西啊！你看、啊，又停下来了。哎呀，地两块砖还要讨论一下怎么地，这个。 你说是他是在磨洋工吗？我觉得没有，他也在干活。你说他这是在干活吗？我觉得他干的太仔细了、啊。幸亏周边没有人啊，没有群众在这看着。这个拍摄的应该是他们部队的宣传人员，嗯、把这个视频给露出来了。好，我们再来看这个镜头吧，也是一个啊，哎，救援现场怎么说呢？没法形容。 都在磨洋工。好的，我们再来看一下镜头下的宣传片是什么样的一个镜头啊？各位看看，呃，可以说是现场一片火热，全体队员也是全身心的投入到救援当中。可是，如果把这个图片动起来，就不是那么一回事了。我们再来看一看这个清理废墟的一个现场。嗯，应该是属于什么？监工的比干活的要多吧？ 这个镜头还看不出来，稍等一下，等马上，嗯，给大家看一看全景。然、啊、后我们就看这个这一队人吧，这一队人,人里面，你看干活的就那么几个、啊，其他的都是站在旁边指挥的。好不公们。这个镜头看来就比较明显了嘛，干活的镜头里面动的就四个人，其他的全部都是在叉着腰在等，不知道是在等什么东西啊。指望这些人救援，嗯，各位还是要储备好至少七天的粮食吧。 好了，我是追踪自然灾害，寻找这些视频镜头不容易啊，也希望各位能够点个关注，点个赞，支持一下。我是一一个专门记录自然灾害的博主，在我这里你能看到不一样的。 ံမျိုးတွေအားလုံးပဲငလင်ပေးတာမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးရမယ်ကျွန်တော်ရဲ့ကိုကြက် revolution channel လေးရပြန်လည်ကြိုးစားပါတယ်ဗီဒီယိုလေး reaction မလုပ်သွားပေးကမှာတော့ယနေ့ April 8ရက်နေ့အင်္ဂါနေ့ရဲ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုဖော်ပြပေးသွားဖြစ်တဲ့မျိုးတွေအားလုံးပဲအဆုံးသတ်ကြည့်ရှုပေးဖို့ဒီနေ့ကနေပြီးထပ်မံတောင်းဆိုလိုက်ပါတယ်ဒင်းကောင်းတွေကိုကြားသိမှဖြစ်တဲ့အတွက်မျိုးတွေအားလုံးအဆုံးသတ်ကြည့်ရှုပေးသွားနိုင်ပါတယ်ကောင်းသောသတင်းပို့အနေနဲ့ကတော့အင်းတော်မျိုးသိန်းတိုက်ပွဲစစ်ကောင်စီတက်ရတက်မှခွန်ခွန်တက်မှမူဥဆောင်သောအဖွဲ့ဖပြေးသွားတယ်လို့ NUG ကထုတ်ပြန်လိုက်ပါတယ်။အဲ့လိုပဲစစ်ကောင်စီဘက်ကလည်း ဖပြေးသွားတဲ့တက်မခွန်ခွန်တက်မမူးကိုအမြန်ဆုံးပြန်လဲရှာတွေ့ရအတွက်လှုပ်ဆောင်ကြဖို့လဲညွှန်ကြားထားတာတွေ့ရှိရပါတယ်။အလှကြော်ကြာစင်နွဲခဲ့ပြီးနောက်မြို့သိမ်းပိုက်ခဲ့ပြီးအဝင်စားလက်နက်ကြီးများပါဝင်လက်နက်ခဲယံများပြားရရှိခဲ့တယ်ဆိုပြီးဓပုံအနေနဲ့တကွပေါ်ပြလိုက်တာလဲတော်တော်လေးကိုမှအားရစရာကောင်းနေနေတာတခုပါပဲ။မတ်တီစစ်သည်သားရဲ့အစီအစဉ်ဖြင့်အင်းတော်မြို့သိမ်းတိုက်ပွဲကိုရှစ်လကြော်ကြာစင်နွဲခဲ့ပြီးနောက်အေပယ်လ9ရက်နေ့ညမှာပဲ အပိဓာတ်သိမ့်ပတ်ရရှိခဲ့ကြောင်းမြို့သားညွေအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။အင်းတော်မြို့သိန်းစစ်စင်ရေးဟာရရှိတိုက်ပွဲတစ်ခုဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်များအနေဖြင့်စစ်ကူမရရှိခြင်းမြေပြင်မှာလက်နက်ရိတ်ခါထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်းပြီးခဲ့သည့်စုံမှုညွှန်ပြခြင်းတို့ကြောင့်တော်လိုင်းရေးတပ်ဖွဲ့များရဲ့ဖိအားကိုရေရှည်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ၎င်းတို့နောက်ဆုံးချေပြီးွာဂျပန်လိုင်ကူမှတက်မှမှုဥဆောင်သောအဖွဲ့ဟာဧပြီလ9ရက်နေ့ည9:00နာရီမှာစခန်းကိုစုခွာပြီးဖျက်ပီးသွားကြခြင်းဖြစ်ပါတဲ့။နောက်ထပ်တင်းတို့မှာတော့စကိုင်းတိုင်းပလဲမြို့နယ်မှာတော့စစ်ကောင်စီတပ်ကပိတ်ဆို့ထားတဲ့ သူစောတိရဲ့အားကောင်းတဲ့အင်မတီကြေးရကဒေသခံကိုဦးထွက်ပြေးလာပြီးတော်လိုင်းလူဖွဲ့များတန်းခုလုံခဲ့ပါတယ်ကြေးရမှာစားစရာမရှိတော့ပဲစားရည်တော်ရည်ခက်ခဲဖြစ်ပြီးအားနဲ့ဆန်ဟာပြတ်တောက်သွားတာလားနဲ့ချီခဲ့ပြီလို့ပြောပြီးတော့အပြေးလာတာဖြစ်ပြီးအပြေးလာတဲ့ဖွဲ့တွေကိုကဲထုတ်ပေးရန်လဲတော်လိုင်းတပ်ဖွဲ့များထံဆက်သွယ်အကြောင်းကြားလာခြင်းကိုသိရှိရပါတယ်ဧပြီလ9ရက်နေ့ကထွက်ပြေးလာတာရဲသားတွေလည်းပါတယ်သူစောတိတွေလည်းပါတယ်ကြည်စံတွေချို့တော့ပါလာပါတယ်ဗျာလို့လဲပလဲမြူက တော်လန်ရေးရုပ်လူကလည်းပြောထားပါဗျ။ MDU ဟာပြူစောတီအားကောင်းရာဒေသဖြစ်ပြီးလက်ရှိမှာစစ်ကောင်စီတပ်မှအင်အား20ခန်းပါဝင်လက်နက်တပ်ဆင်ထားတဲ့ပြူစောတီ60ခန်းရှိပါတယ်။ဒါပတ်လည်းမတော့စစ်ကောင်စီတပ်ကမိုင်းများထောင်ထားသလိုဒေသခံများကိုလည်းထွက်ခွာမပြုပါဘူး။ထို့ပြင်ဘေးဘက်ဝန်ကြီးရှိရွာများကိုလည်းစစ်ကောင်စီတပ်ကဦးဆောင်ပြီးမကြာခဏစစ်ကြောင်းထိုးလိရှိကြောင်းဘေးဘက်ဝန်ကြီးဒေသများမှသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ကလန်းမြို့မှာတော့နောက်ဆုံးကြံတဲ့ခလာရ268ကိုချင်းညီနောင်တွေကတင်ပိုက်လိုက်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အားလာကြထိုးစစ်ဆင်ပြီးချင်းမီနယ်မြောက်ပိုင်းမှာရှိတဲ့တရင်အဆင့်စစ်ကောင်စီစခန်းကိုပထမဆုံးသိမ်းနိုင်ခြင်းဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ချင်းကြီးတော်မိုင်မြတ်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တဲ့မြို့ဟာလည်း၅မြို့ထိရှိလာပြီလို့ဆိုထားပါတယ်။ပြန်ရှိနေတဲ့ဖလန်တကုံမကြစေစစ်ကောင်စီကလေကြောင်းပစ်ကူပြင်းထန်ပြလို့နေတဲ့ဂျာကပဲအေပယ်9ရက်နေ့မနက်မှာပဲသိမ်းပိုင်နိုင်ခြင်းဖြစ်ပါတယ်။ဖလန်ရပါပြီ။အပြည့်ရဲ့ကာလာထဲမှာအမေရိကန်ပြစ်မြေရဲ့ပဲစစ်ရေးဖော်ဆောင်လာလို့ပူပေါင်းတပ်တွေကလက်ဆတ်တပ်ပေးလိုက်တာပါလို့လည်းစစ်ရေးသတင်းမြစ်ကပြောထားတာတွေ့ရှိရပါတယ်။ကဲမင်းအောင်နိုင်တကောင်ကတော့ပြောင်းညာထားတဲ့အတိုင်း လိုက်မလိုက်နာလို့တော်လိုင်းတက်သားတွေကအပြစ်ပေးလိုက်တာလို့လဲပြောထားတဲ့အနေအထားတစ်ခုပေါ့ဗျာဒါတက်တော့လို့ရှိရင်ကားကြီး၄၅စီးနဲ့နော်၆စီးလောက်နဲ့အဲ့လိုမျိုး၆စီး၇စီးအဲ့လိုမျိုးစစ်အင်အားအဲ့လိုမျိုးပို့ပို့ပေးတာစစ်အင်အားလည်းပို့ပေးတယ်လက်နဲ့လည်းပို့ပေးတယ်ရိတ်ခါလည်းပို့ပေးတယ်ပြည်သူတွေကမှအစားတောက်တွေသွားကျွေးသေးတယ်ဒေသခံဟိုဘယ်လိုခေါ်မလဲဆိုရင်ကျွန်တော်တို့ရဲပြည်သူတွေကလည်းမင်းတို့အစားတောက်ကျွေးရအောင်မယ်ပြည်သူစစ်အလုံးအလုံးကလည်းပါဝင်ပြီးတော့ဒါမျိုးအေးအေးကထိုးစင်းလာတယ် ောက်ကနေပြီးတော့ကိုကဒီတက်ဘက်ကနေခုခံတယ်ခုခံတဲ့အတိုင်းတောင်မျိုးကဘာကြောင့်မို့လို့ကိုဘက်ကနောက်ဆုံးပိတ်တော့တတိပိတိပိတိနဲ့စခန်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုနောက်ဆုံးလာအေးအေးကဒါမျိုးရောက်လာဆိုတာတောင်းတောင်းညံဖြစ်မှုတော့မဟုတ်ဘူးလေဗျာနော်။ဘာရောက်စီအောင်လို့စီရေးမှာဒါမျိုးကပောင်းကနင်းမက်ပလာမီလူးတဲ့ပုံစံမျိုးဖြစ်စရာအကြောင်းမရှိဘူး။အဲ့ကိုတော်ရင်ဒါမျိုးဖြစ်စရာအကြောင်းမရှိဘူး။ခင်ဗျားတို့မတော်ဘူးပြောရင်လည်းခင်ဗျားတို့အရင်ကနားမယ်။အဲ့တော့ကိုတော်လားမတော်လားဆိုတော့ကိုယ့်ရဲ့လုပ်ရကိုဟု၄နှစ်ချက်တန်းခဲ့တဲ့သမိုင်းတစ်လျှောက်မှာ ငါတက်မလို့ဘာဖြစ်နေပြီလဲငါစစ်တက်ဘာဖြစ်နေငါအောက်ခြေစသားတွေဘာဖြစ်နေပြီလဲဆိုတော့ပြန်တိုင်းတာပါကျွန်တော် live ကိုကြည့်တဲ့သူတွေအားလုံးမှာတော်တော်ချင်းချက်မှုနဲ့ကြည့်တဲ့သူတွေမဟုတ်ဘူးเนาะကျွန်တော်ရဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းတွေလေ့လာနားထောင်နေတဲ့သူတွေအားလုံးဟာအဲသူတို့တော်တော်ချင်းချက်တဲ့ပုံစံတွေဖြစ်တယ်เนาะညံရန်မြင်မာတဲ့ပုံစံတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ခုနက live တွေပြောတဲ့ခါမှာတအားဆင်ကျွန်တော်ဘောမာတွေကတော့ညံရီမမီတာတော့သိကြတယ်ကိုလိုင်းဘက်ကသူတွေကကြည့်နေတာညံရီမီလို့ကြည့်တာပဲဖြစ်ညံရီမီလို့ကြည့်တာဆိုတာထက်မင်းတို့ကောင်းနေကိုလောင်းနေတာကိုအားရပြီးတော့ကြည့်နေတာညောင်ကျိုးရလည်းသူတို့မနေရဲပါဘူးညောင်ကျိုးရလည်း အရှင်းဆိုတဲ့ခါကျတော့အကုန်လုံးတေကုန်ပါဦးတေကုန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တို့နေရာယူထားခဲ့ကုန်းတွေဖြစ်တဲ့ဖျားကုန်းတို့ချင်းကုန်းတို့ရဲကုန်းတို့ထုတ်လို့ရပေါ့တို့နော်အဲ့ဒီနေရာတွေအကုန်လုံးကတော့အဲတက်ကပြန်ပြီးတော့အဲဝိုင်းထားတဲ့ပုံစံမျိုးဖြစ်သွားပါရှေ့ဆက်လည်းတို့တိုးလို့မရဘူးဖြစ်သွားပြီနော်အဲ့ဒါကြောင့်မလို့ညောင်ကျိုးကြတာအဖြေတော့မဟုတ်ဘူးကျွန်တော်ပြီးခဲ့တဲ့တစ်ခါကလိုက်မှာပြောခဲ့သလိုပါဗျာနော်ဟဲ့ပြောင်းဦးတကောင်တော့အရင်တော့ညောင်ကျိုးမကြောက်ဘူးဆိုပြီးပြောပြီးအခုညောင်ကျိုးကြတာအဖြေမဟုတ်ဘူးလို့ပြောသွားပါတယ်ညောင်ကျိုးကိုတို့ဝိုင်းထားပါပြီပေါ့ င်းတို့ရဲ့ဘောမှာကြော်မြင့်မြင့်စကားနဲ့ပြောမယ်ဆိုရင်ဘာနဲ့ဝိုင်းထားလဲဆော့ပင်လေးနဲ့ဝိုင်းထားလဲပဲပြောမှာပဲတက်ကလည်းအင်အားပြန်ပြီးတော့ဖြည့်တင်းပြီးတော့ပြန်ပြီးတော့ချနေပါလေအဲ့တော့အခုအဲကျွန်တော်တို့ဒီအပြစ်ခက်ရဆဲပါတယ်ဆိုပြီးတော့မြောက်ကပြောသွားတာပေါ့နော်မြောက်သုံးကောင်အပြစ်ခက်ရဆဲတယ်သို့မဟုတ်တော့လည်းမြောက်စကားမြောက်ကြည်ရဘယ်တော့မှတည်တာမဟုတ်တာလीနော်အဲ့တော့မင်းမသိရင်မင်းရောက်လည်းပြောနေသလိုပဲအပြစ်ခက်ရဆဲပါတယ်ဆိုပြီးတော့စခန်းကိုလင့်ငိုက်ဝင်တိန်းသွားတယ်အဲ့တော့တက်ကလည်းသူတို့လင့်ငိုက်ခံခဲ့ရတာကိုပြန်ပြီးတော့အခုရွေးချင်ပြန်ပြီးတိုက်နေတယ် အနောက်ထပ်ဒီတပုံဝင်ပေါက်တွေဖြစ်တဲ့ချောင်းကြီးတွေပေါ့ brown ချောင်းတို့နော်ပကံခွဲချောင်းတို့အနောက်ခုကညောင်ချောက်ချောင်းတို့အဲဒါမျိုးချောင်းကြီးတွေကိုဖိဖိစည်းစည်းနဲ့ပိတ်ကားပြီးတော့တိုက်ပွဲဝင်နေပါလေအတက်ရဲ့အားနေချက်ကတော့လမ်းကျွမ်းကျင်မှုပေါ့နော်ညနေကျွမ်းကျင်မှုအားနေတယ်ညနေကျွမ်းကျင်မှုမှာမိမိရဲ့ညနေကျွမ်းကျင်တဲ့ဒီဒေတာခံဒေတာခံပေါ့စည်းရင်းရင်းတွေကိုအားကိုးတာအားနေတယ်အဲ့ဒါကတက်ရဲ့အဓိကအားနေချက်ပဲအဲ့တော့တစ်ဖက်တစ်ပုံရဲ့အာသာချက်ကတော့ဒီသူတို့ဒေတာခံချင်းနေပေါ့အဲ့ဘက်မှာချင်းနေနေပါလေကျွန်တော်တို့ဒီ ပကံခွဲရွာတို့နော်စပြွရွာတို့အဲ့ဒီတကြောလုံးကချင်းရွာတွေနော်ရခိုင်ရွာတွေများပါတယ်အဲ့တော့အဲ့ဒီကဒေသခံတွေကလမ်းတတော်ကျွမ်းပါတယ်အေကလည်းဒီလမ်းကြောကိုသူတို့နှစ်နှစ်ချီပြီးတော့အကြံစီထားတာပါတချို့မွေးမယ်နော်တချို့မွေးမယ်သူတို့ဒီလမ်းကြောကိုတေချာလေ့လာထားမယ်အဲ့တိတိချာချာကို season plan a plan b plan c နဲ့လုပ်သွားတာပါအဲ့တော့အဲ့တော့ဘလို့တွေဖြစ်လဲဆိုတော့တက်ရဲ့အားနည်းချက်ကတော့ဘာဖြစ်လဲဆိုလို့ရှိရင်မှန်တကယ်ကတက်ကဘာမှကြားစရာမရှိဘူးအဓိကကလည်း ျွန်တော်တို့အံ့ဩစရာကောင်းလောက်အောင်ကိုညံ့ဖင်းတာဗျသိလားอืมအရာရာပြည့်စုံတဲ့နေရာဘလို့ဒီအရာရာပြည့်စုံလဲဆိုလို့ရှိရင်ကျွန်တော်ပြတပုံကလာတိုက်တယ်ဗျာတပုံကထားပါဆိုဒီအေအေစေတူရတပုံနေနေရာရခိုင်ပြည်ကနေကြော်လာဟာလာသူတောင်ကုတ်ကနေတောင်ကုတ်လမ်းကြောအတိုင်းဒီရခိုင်ဒီကျွန်တော်တို့ပဲခိုးတဲ့ကိုဝင်လာဖို့တော့ဆိုတာသူတို့တောင်နေကြော်လာရတာအဲ့ဒီတန်းကြောကြော်လာဖို့ဆိုတာပထမဆုံးတစ်ချက်နေနဲ့ကျွန်တော်တို့ဒီအဲမိုးထီတောင်ပေါ့မိုးထီတောင်မတိုင်ခင်မှာကျွန်တော်တောင်မုံကြီးဆိုရှိအဲ့တောင်မုံကြီးစခန်းကို ကြာတော့တဲ့အပြင်ကိုမိုးထီတောင်မှာဆက်ကြမိုးထီတောင်မှာတကယ် special စခန်းကြီးပါเนาะမိုးထီတောင်မှာဆက်ကြတယ်เนาะအဲ့တော့ကျွန်တော်ကြည့်တာတပုံကတောက်လျှောက်စစ်ကူတွေနဲ့ဒီကျွန်တော်တို့အဲဘယ်လိုခေါ်မလဲလက်နက်ရိတ်ခါထောက်ဖို့ဘယ်ကဘလို့လာလဲကျွန်တော်စဉ်းစားရမယ်ဟုတ်တယ်မလားအဲ့တို့ဘယ်ကလာမှာလဲကွာ main bar ရဲ့စခန်းကြီးတိမ့်ပြီးတော့ main bar ကနေပြီးတော့ဖေးရသီးလို့ပြေးတာလက်နက်တွေပေါ့ဟာဒီရွာတွေကနေပြီးတော့ထောက်ဖို့ရတယ်ဆိုလို့ရှိရင်အကန့်အသတ်ရှိတယ်သူဒီစစ်ပွဲတစ်ခုလုံးတိုက်ဖို့အတွက်ရွာတွေကနေပြီးတော့အကန့်အသတ်ဒီအကန့်အသတ်နဲ့ထောက်ပံ့ပေးနိုင်တဲ့ရိတ်ခါပေါ်မှာသူတို့မိတွဲလို့မရအောင်ကြည်စမ်း တစ်ချိန်လုံးပြစ်တရားကြီးကနောက်ကနေတလျှောက်လုံးလာနေမှရမယ်ဒီကြီးကဘယ်ကလာလဲအရှိကလာတော့ဖြစ်နိုင်ဘူးเนาะကျွန်တော်တို့အရှိရဆိုတော့တို့နှခိုင်ကြီးကနေလာလာတော့မဖြစ်နိုင်ဘူးကျွန်တော်အောက်ကနေတက်လို့ပဲရမယ်အဲ့တော့အေးအေးကတောက်လျှောက်ကြီးတောက်လျှောက်ကြီးတောက်လျှောက်ကြီးတိုက်လာတာမင်းတို့စီရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့အရသာတာမန်လူဘိန်းနားလေတဲ့အခြေအနေမျိုးလေးနဲ့ကျွန်တော်ရှင်းပြတာဟွန်းအဲ့တော့နောက်ကနေပြီးတော့လေသူတို့မှာစည်စံစိတ်ုံလည်းမရှိဘူးเนาะပြီးရင်ရိတ်ခါကားတွေလည်းမရှိမင်းဘပိုင်တဲ့အရာအကုန်လုံးကအေးရဲ့စိတ်ုံတွေကြီးပဲမင်းဘပိုင်တဲ့ပစ္စည်းအကုန်လုံးကအေးရဲ့ပစ္စည်းတွေကြီးပဲ အဲ့မပြောနဲ့မင်းပပိုင်နဲ့ကျူကျူခေါတော်ရက်ခိုင်နော်အေးအေးပိုင်နော်နေရင်လည်းထောက်ဖို့မလာဘူးထောက်ဖို့မလာမဲ့တက်ရဒီလောက်အင်းနဲ့အားနဲ့ခုခံထားတဲ့စကန်တွေကိုအခမ်းကြီးစကန်တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကြော်ယူလာနိုင်နေဆိုတာမျိုးဟာရိတ်ခါကသူတို့အနောက်ကနေမှမလာဘဲနဲ့အရှေ့ကနေပြန်ပတ်လာလို့ပဲဖြစ်တယ်လို့ကျွန်တော်တို့ကသုံးသပ်တယ်အဲ့ဒါကျူကျူခေါဖို့လားကျူကျူခေါဖို့လားသူ့ရဲ့ရက်ခိုင်တွေကိုကူညီဖို့လေကျူကျူခေါကနေပြီးတော့ပို့နေတာနော်အဆက်လက်အဲ့တော့ကျွန်တော်တို့အရှေ့ကနေပဲထွက်လာလေအဲ့အရှေ့ကနေထွက်လာဖို့ကျွန်တော်တို့စัจကြည့်ရဲ့ခါမှာအဲတဲလွန်စားအနေနဲ့တော့လကောင်းမို့ဗျာနော်ဟို နည်းနည်းပေါ့မတင်ကားစရာတခုတော့တွေ့တယ်အဲ့ဒါကကျွန်တော်ဒီညောင်ချောင်းမှာရှိတဲ့တူအိုက်စီတယောက်ကတက်လုပ်ငန်းလုပ်တယ်တက်လုပ်ငန်းလုပ်တဲ့ခါမှာတောင်ပေါ်ကဒီသူ့ရဲ့တက်လုပ်သားတွေစားဖို့အတွက်ဆိုပြီးတော့ရိတ်ခါတွေကိုစစ်ကားကြီးတွေနဲ့တဲတဲကိုပို့ဆောင်ရေးလုပ်တယ်အဲ့လုပ်တဲ့ခါကျတော့ကျွန်တော်တို့ကအသူ့တက်လုပ်ငန်းနဲ့တူအောင်လုပ်တာကျွန်တော်ဘာမှမပြောဘူးလေနော်အဲ့တော့ပါတော့ဒီလိုချင်းနေမျိုးမှာဒီရိတ်ခါတွေကထောက်ပို့ရိတ်ခါတွေကသူ့တက်လုပ်ငန်းအတွက်ပဲဆိုရင်တော့ဒီလောက်ထိတည်ကြအကြောင်းမရှိဘူးအဲ့တော့ဒါတွေကကျွန်တော်တို့ကဟိုဆွဆွဲတာမှမဟုတ်ဘူးမပြေတော့ခံရရှိတန်ရရှိတယ်အဲ့တန်ရရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်လည်းပြောဆိုခဲ့တာရှိတယ်ပြောဆိုသေးတယောက်လည်းစစ်ဆေးတာတွေတော့ကျွန်တော်တို့ကြားရပါတယ်နော်ကဲအားလုံးပဲဒါလေးကတော့ဖင်လန်ကပြောင်ကြီးရနေပြီးသပင်းလည်းမရှိတော့ပြောင်ကြီးလို့ခေါ်ကြတာအားလုံးသိမှာဖြစ်ပါတယ်လက်ရှိချိန်မှာတော့အာရခိုင်တပ်တော် AA နဲ့စစ်တပ်ကစစ်ခွေးတွေတွေ့တဲ့ခါမှာဘာလို့အာရခိုင်တပ်တော်ကပဲနိုင်ပြီးတော့စစ်ခွေးတွေကမျက်နှာစုတ်ခွာနေရတယ်လို့စဉ်းစားရင်းနေပဲပြီးတော့အာရခိုင်တပ်တော် AA ရဲ့လက်နက်တွေကြီးစံတွေကဘယ်ရရလဲဆိုတာကိုတွေးခေါ်ရင်းနေပဲပြောင်ကြီးတကောင်ကတော့တေးကြပါတယ်နောက်တစ်နေ့တော့ဆိုရင်ပြောင်ကြီးကောင်သပင်းတမွေးပါအောင်ရှိမှာမဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့သူ့မှာသူ့ဘာအစားစဉ်းစားရတာကိုဗျာ ဒီကိစ္စနဲ့ပတ်သက်ပြီးအခုလိုမျိုးပြောခဲ့ရခါကျရင်ပြူသွေးရဲ့ပေးသက်တွေနဲ့ပြူသွေးရဲ့ပေးသက်မဟုတ်သူတွေနဲ့နှစ်ပိုင်းကွဲနေရောတွေ့ရမှာပဲ။ဒါမဲ့လည်းပြူသွေးကိုမြေတန်းစပွန်ဆာပေးနေတဲ့ RGO 47ဆိုတဲ့ကုမ္ပဏီဟာ online shop ကုမ္ပဏီကဘယ်သူပိုင်လာလဲဆိုတာကိုရှိမဲ့ဆိုရင်တော့ဒါတွေကသိထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ဒါဖြစ်မြန်မာနိုင်ငံမှာကလက်ရှိချိန်မှာကတော့အမှုပညာရှင်တွေနေကလည်းသူတို့ရဲ့နေထိုင်ရေးကောက်မှုမှုအတွက်ဒီလိုမျိုးစစ်တပ်ကစီအာဏာရှင်အုပ်ချုပ်တဲ့ချိန်မှာစစ်တပ်နဲ့ဒီလိုမျိုးအနှံသင့်အောင်လုပ်နေကြတယ်လို့စစ်တပ်ဘက်ကလည်း ဒီမျိုးအမှုပညာရှင်တွေကိုတုံးချပြီးတော့ပေါ်နိုင်ရေးကိုပဲဖြစ်စေအခြားမျိုးမျိုးသောຢာတွေကိုပဲဖြစ်စေအင်းနေရအောင်အားလုံးသိရှိမှဖြစ်ပါတယ်။ဘာဖြစ်ဟိုအပိတဲ့လူဟာတကယ်ပဲဘုံမတရားမဟုတ်ဘူးလား။ဟိုအပိတဲ့လူဟာတကယ်ပဲစစ်တပ်ကိုမပတ်သက်ပဲနဲ့စစ်တပ်ကိုစန့်ကျင်နေတဲ့သူလားဆိုတာကိုသိရှိဖို့တော့လိုအပ်ပါတယ်။ဒါကြောင့်တော့ချင်းဒီတိုင်းမိမိအပိတဲ့လူတွေဟာလူလူတွေဆိုသိရမှာဖြစ်ပြီးတော့ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ဘုံမတွေမျက်နှာတွေကိုမှတ်ထားပြီးဘုံမတွေဘယ်လိုဆက်ဆံရမလဲဆိုတာကလည်းအားလုံးအမြဲတမ်းစဉ်းစားထားမယ့်အရာဖြစ်ပါတယ်။အောက်စားနေကြတာလား။ ကျွန်တော်ဒီနေရာကိုဒီမျိုးကိုရေကုန်ပို့လင်းပြီးပါအဲ့တော့ခင်ဗျားတို့တွေပို့လင်းမယ်ဖြေချဖို့လိုပြီးပို့လင်းမယ်လောက်ချဖို့လိုပြီးဘာလို့လဲဆိုတော့ကျွန်တော်တို့အဝေးမပြောဘူးကွာသူများတွေကိုပြောရင်မောလို့ကျွန်တော်ပဲချက်တော့ကျွန်တော်ပြောမယ်ကျွန်တော်ကျွန်တော်ရဲ့ဖုန်းလေးကိုကျွန်တော်ရဲ့ဟိုတိကအလုပ်နဲ့ပတ်သက်တဲ့ဖုန်းလေးကိုတယ်လီကွန်ကုမ္ပဏီတွေနဲ့ဝင်လာတဲ့ဖုန်းတွေပါလေဘာလို့မှလည်းချမ်းပြန်နေဝင်လာဘာလို့လဲဆိုတော့နောက်ကစားလေးကစားခိုင်းတယ်ကျွန်တော်တို့ကလည်းကစားခိုင်းပြီကျွန်တော်ဒီဖုန်းနံပါတ်ကိုတို့ဘယ်ကနေဘယ်လိုရလဲကျွန်တော်မသိဘူးဒါပေမဲ့တယ်လီကွန်ကုမ္ပဏီတွေမှာပါတဲ့ iPhone နံပါတ်ကသူတို့ချက်တာကျွန်တော်ရှိတယ်ဒီပို့တဲ့ဖုန်းနံပါတ်တွေကလည်းတယ်လီနော့ဖုန်းနံပါတ်ကြီးပဲကျွန်တော်စီပို့လာတယ်လီနံပါတ်ကြီးပို့လာနော်ဘာပို့လဲဆိုတော့ကျွန်တော်နံပါတ်စားနေမှာကျွန်တော်နံပါတ်စားနေမှာကျွန်တော်မိတ်ဆွေရင်းချာရအောင်မသိတဲ့နံပါတ်ပြပို့တော့လုံးဖို့ ဘယ်သူမှလည်းသိချာမသိတဲ့ဖုန်းပြီးတော့ကျွန်တော်တော်တော်သုံးနေရှိတဲ့ဖုန်းကိုအဲ့ဒီဖုန်းလေးကို message တွေဝင်လာတယ် Telegram ဖုန်းလေးဝင်လာတယ်အဲ့ဒါပါလဲဆိုတော့ဒီမှာကျွန်တော်တို့ကိုစဉ်းရဲသွင်းပြီးတော့တဲ့ဝေးရှိသမားကတဲ့အနောက်ရှိပြီးမဟုတ်ဘူးတဲ့ online မှာအနိုင်များအများဆုံး၅ banking game လေးတွေကိုယူပါတယ်ငွေရှားပေးတဲ့ခရီးကို message ပေးပြစေတယ်ငါပစုံကနန်း game ငါပြကင်း slot game ဖဲ game ဆက်ပြီးကျွန်တော်တို့ game ကြောင်းနေလာပို့တယ် game ကြောင်းနေလာပို့ကျွန်တော်ကျွန်တော်စဉ်းစားနေတာကဒီလိုမျိုးပို့တဲ့အထိဂျော်နီရဲတင်းလာတာကအစိုးရရေးမိလို့ပဲဒီလိုပို့တာနော်ဒီလိုပို့တဲ့အထိရဲတင်းလာတာကမင်းတို့အစိုးရရေးပြီးတော့မဟုတ်ဘူးကမင်းတို့အစိုးရကအစိုးမရဘူးဖြစ်နေလို့အခုတို့ပတ်စံတွေရအောင်ဆိုပြီးတော့လမ်းကြောင်းဖန်ပေးထားတာတရားမဝင်ပါဘူးဥပဒေမညီပါဘူးလို့ကျင်းပထားပြီးသားဖြစ်ပါလေနဲ့ တယ်လီကွန်ကုမ္ပဏီရဲ့နေတဆင့်တရရဲ့ဒီလိုကြောင်းညာနေတာကိုတယ်လီကွန်ကုမ္ပဏီကြောင်းညာနေတာကိုခင်ဗျားတို့စိုက်ဘာပိုးလစ်ကိုပို့ဆောင်ဆက်သွယ်ရေးကြီးတနာရောရေကုန်ထုတ်ပြန်နေတယ်ဆိုခရဲခင်ဗျားတို့ကိုလည်းမယူသားဘူးလို့ကျွန်တော်ပို့လို့ပြောရဲခင်ဗျားတို့မယူသားတော့အခုဒါနဲ့ပတ်သက်တော့တယ်လီကွန်ကုမ္ပဏီကိုလည်းဖြည့်ရှင်းချက်ထုတ်ရမယ်ခင်ဗျားကိုလည်းဖြည့်ရှင်းချက်ပြေဖို့တူပါတယ်တယ်လီကွန်ကအတန်ပေါ့အခုလည်းဝယ်ရှိအလေးယူရတဲ့အတန်ပေါ့အတန်မဝယ်ရတာဘယ်ဖွဲ့စည်းလဲကျွန်တော်မသိဘူးနောက်ဆုံးဝယ်တဲ့ဖွဲ့စည်းကဘုသူကြီးတွေတာမီးတွေလားဖူးသားတွေလဲကျွန်တော်မသိဘူးဒါပေမဲ့ခင်ဗျားတို့အဲ့လိုမျိုးပူပေါင်းပါဝင်ပတ်သက်ပြီးကြားဖြန့်လုပ်ရအောင်ခင်ဗျားတို့ကိုလည်းလက်ခံနေရပါခင်ဗျားတို့ကလည်းအဲ့လိုလောကစားနဲ့ပတ်သက်ရှာဖို့ကြိုးစားနေကြပြီလားခင်ဗျားတို့မှနည်းနည်းတော့အချက်တရားရှိဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့တယ်လီကွန်ကအတန်ကုအတန်လို့ခေါ်တဲ့ပုံကိုယ်လေး ဲ့ဒီပုံပေါ်တာဝန်ယူထားတဲ့လူတွေအကုန်လုံးခါတော့ရှက်ဖို့လုပ်တယ်။ရှက်တရားရှိဖို့လုပ်တယ်။ခါတော့လည်း content provider လုပ်နေတဲ့ community ကိုခါတက်ဆက်ဖို့လုပ်တယ်။ဟိုကလည်းပြောရအဲ့လူတွေအကုန်လုံးမကြိုးတာဘူးပြည်သူလူတွေကိုလောင်းကစားသမားတွေဖြစ်ပြီးတော့ဖဲရိုက်လောင်းကစားသမားတွေဖြစ်ပြီးတော့တကယ်ကိုကျွန်တော်ပြည်သူလူတွေကလောင်းကစားနဲ့နုံနေပြီးတော့တော့ခောက်ရအောင်ချပ်ဖြန့်တယ်။ကျွန်တော်ချပ်ဖြန့်လို့ဖြန့်တယ်။ဒါချပ်ဖြန့်တဲ့ပြည်ဝင်။အဲ့တော့ telecom company နဲ့ပတ်သက်လို့အစိုးရအရေးမကြီးဆိုရင်ခါတော့မယူတဲ့အစိုးရကိုလည်းပါဝင်ပတ်သက်နေလို့ကျွန်တော်တောင်းမယ်။ပြည်သူလူတွေလိုက်တယ်မှတ်တာပါခါတော့ပြည်သူလိုက်တယ်မှတ်။ခင်ဗျားတို့ဂျီကိုနေ့စဉ်ပို့နေကြတယ်ခင်ဗျားတို့လည်းရောက်တယ်ကျွန်တော်စီရောက်တယ်လူမဲစီရောက်တယ် ခဏချိုနေစီပို့ရတယ်ဂလောင်းကစားဂိမ်းကြောညာဂိမ်းဒီဘိုင်ဂိမ်းညာဂိမ်းဒီကိုခဏချိုပို့ရအဲ့ဒါကိုအစိုးရနောက်တစ်လအတွင်းမှာမှရင်းမယူဆိုရင်အဲ့ဒီအစိုးရပို့တယ်ခင်ဗျားတို့လိမ်စားနေတာအဲ့လိုသာမှတ်အဲ့ဒီတယ်လီကွန်ကုမ္ပဏီတွေနဲ့အဲ့အစိုးရပို့ကုန်တွေနဲ့ပေါင်းစားနေလို့မှတ်ခဏချိုကိုပြည်သူတို့အဲ့ဒီလူကိုကခဏချိုဂလောင်းကစားသမားတွေဖြောင်းလုပ်နေရလို့မှတ်ဒါဆိုခဏချိုအဲ့ဒီအစိုးရကိုတိုင်းကကိုတွေကတော်တော်မှမလုပ်ဘဲရင်းမယူပြအောင်ညာလာနေချင်းနေပြီကျွန်တော်ပြောနေနှစ်ကိုတည်းတော့နှစ်ပေါင်းနေပြီမလုံဘူးညာတယ်လီကွန်ကိုလူကျွန်တော်တို့နံပါတ်တွေဆိုရင်ကောက်ကူကောက်ထောက်လိုက်နေတန်ပေါ်ရဘဲကောင်းနေချက်ချင်းကောက်ဖမ်းလိုက်ကောက်ခနဲ့မဖမ်းနိုင်ဟဲ့တယ်လီကွန်ကုမ္ပဏီကိုဟိုရေးယူတယ်လီကွန်ကုမ္ပဏီကိုပြန်ပြီးတခြားကျန်လာလို့ပေါ့ဗျာဒီသူတို့ကိုယ်တိုင်ကျွန်တော်တို့တယ်လီကျွန်တော်တို့တွေဖုန်းတွေကို register လုပ်ထားတယ်မဟုတ်လား register ထားဖြစ်တဲ့အတွက် register လုပ်ထားတဲ့ဖုန်းတွေကို activate လုပ်ပြီး register ထားတဲ့ဖုန်းတွေကို inactivate လုပ်လိုက်ပေါ့ဟုတ်ဖြစ်တယ်အခုကအဲ့လိုပုံစံနဲ့ကျွန်တော်တို့လူနေစီကိုလိုက်ပို့တယ် telecom company တွေကတိုက်ရိုက်ပို့တာမဟုတ်တော့လည်းဖုန်းနံပါတ်တွေကနေကျွန်တော်တို့ဖုန်းတိုက်ရိုက်ပို့တဲ့ဆေးရောက်လာတာသူမသိတဲ့လူကအဲ့ဒါကိုတော့ပြီးအတူတူနဲ့လက်ကိုနှိမ့်လိုက်ပြီးရှင်ပေးကြတော့ကျွန်တော်တို့ရှေ့ပတ်စံလေးကို draw နဲ့ပါသွားပြီး wall နဲ့ပါသွားပါအဲ့တော့ခမရိုကီဇူလူလေဒီညပြောချင်တယ်ခမရိုစီဝန်လာတဲ့လို message တွေတိတ်ငါးစက္ကန့်သူပါလို့တိတ်ထောင်ကတိတ်ကောင်ကတူပါလေလို့ခမရိုရှော့ပို့တဲ့စာတွေရှော့ပြီးလိမ့်မနေပါနဲ့ရှော့မကြည့်မရောမလို့တော့မထိပါနဲ့ခမရိုရဲ့ပိုင်ဆိုင်ပတ်ဆိုင်ပါသွားလိမ့်မယ်ဒါကိုကျွန်တော်စိတ်ပူပါတယ် 到时候，地给我苏雅干，前面有别个，苏雅干没对象，我商的，的，没对象就比如说啊。苏雅过来那嘛，有他都有他有不有，有他我们行。比如路嘛，比如如果哪个啥他妈的跟人个搞名片，弄你来弄，弄不了的。啊，苏雅跳舞的，苏雅有啥招的？苏雅好多，他说路别别我没听的。走路吧，他二舞的，没你吧？我的，今年他舞的好，他老婆跳舞的，老厉害的，走路没对象商量的说啊，苏雅多少年了？老弟，苏来苏没可能啊？苏雅不上十多岁年纪的啦。阿都哥，听你讲讲不离，那如果啊，爸过来说，地地地，三万步的是不？哎，当官的弄啊，当官去做的，社会上也没这里混混的嘛，不要对要，这些混的呢，这些混的呢，六级的。 လူကြီးတော်ညုံညုံချုပ်အစင်လေးပဲဒီပေါ့သူတို့နေစီတော့အဲ့အဲ့လိုမျိုးကျွန်တော်ညမသားကျင်တာဝင်နေတယ်ကျွန်တော်ပြောကျွန်တော်အားဝင်နေဟာအဲ့လိုဝင်နေဆိုတော့ခင်ဗျားစဉ်းစားတာကြည့်ရဘလောက်တော့မရိုင်းနေပြီလေဒီကောင်ကြီးလူလည်းဘာမှလုပ်လို့မရဘူးကသူတို့ရဲ့ခေါင်းဆောင်ကကြားဖြန့်ခေါင်းဆောင်မင်းရောက်နေဖြစ်နေလို့ဟာဘလောက်တော့ကျွန်တော်တို့လူလူကမှဒီဘလောက်ကစားနေဒုက္ခပေးနေပြီလေဆိုတာပြကြဖို့လိုတယ်အဲ့တော့ဒီလိုအဖွဲ့အစည်းကိုဝါလို့တိုက်ဖြတ်ကြဖို့လိုတယ်ပြည်သူတို့ကတိုက်ဖြတ်ဖို့လိုတယ်ဆိုရတိုက်ဖြတ်ဖို့လိုတယ်ပြည်သူတို့ကကျွန်တော်ပါဝင်ပတ်သက်ခြင်းမပြုဘဲပုံမပေါ်မှုမပြုနဲ့ဘလောက်လိုက်တာမျိုးတမ်းပြီးဘလောက်ပြတာမျိုးနဲ့ပါဝင်ပတ်သက်ဖို့လိုတယ်ပြီးတော့တော့လက်နေမနှိမ်ချင်းလက်နေမနှိမ်တဲ့အခြေချက်တိမနှိမ်ပါနဲ့နှစ်ဘလောက်ပြပါမက်ဆေ့ချ်ကိုဘလောက်ပြပါအိုင်းနီးနီးနဲ့ပြည်သူတို့ကလည်းဆန့်ကျင်အောင်ဖြစ်တယ်လို့ အဲ့ဒီလိုမျိုးပို့လာတဲ့ message တိုင်း message တိုင်းပို့လာတာ telecom company တို့ကိုချင်းကခဏဆက်လို့အလီကခေါ်ပြီးတော့ telecom company တို့ကြက်ပါအမကြက်ဖို့ဆိုရင်အဲ့ telecom company နိုင်ဟိုချင်းချင်းနဲ့ပို့ပေါဆောင်ရည်ပို့ပေါင်းပြီးတော့ပြည်သူတို့ကိုလိန်စားနေရလို့မခေါ်အောင်အဲ့လိုကျွန်တော်ကောက်ချက်ချအောင်မယ်နော်လောလောလေးခဏ message ပို့ဆောင်ဆက်တယ်ဝင်ကြီးက cyber police ကောင်ကိုခေါ်လိုက်တယ်ရှင်အဲ့ telecom company လေးကိုလို့ခေါ်လာမင်းအတက်လာခဲ့ audio audio ကိုအဲ့လိုမင်းလာခဲ့ mic တဲ့မင်းလည်းလာခဲ့လာ man pd နဲ့လည်းလာခဲ့နေမို့လို့ရောက်မင်းတို့လေးရောက်လာခဲ့လာမင်းတို့ရှင်ဒီ message ကိုပို့တယ်မမြင်လားတမမြင်လားတမမြင်လားပြပြပြနေမင်းတို့အဲ့ဒါကိုမှမတားနိုင်ရင်မင်းတို့ကုမ္ပဏီ license ငါအုံသေးတယ်ကွာလာလို့လုတ်ပယ်မှာမလုတ်ဘူးလုတ်ရပါလေလူကြီးသားသမီးတွေထိမှာဆိုလို့လား တော်တခါကြိုက်တယ်ဟိုပို့လည်းပြန်ဒီအစိုးရရဲ့တချို့သောပုံကူတွေတချို့သောလုပ်ရည်တွေတော်တော်တော်ကြည့်မရပါဘူးခဏလို့တွေကဘာဖြစ်လဲဆိုတော့လူလူကိုဒုက္ခပေးတယ်အချင်းချင်းဒုက္ခပေးတယ်ဟောတွေ့ရဆိုတော့ဒါကတော့ကျွန်တော်မကြိုက်တဲ့အတွက်ပေါ်တင်မဲ့ပြောတာပါအဲ့တော့အစိုးရအနေနဲ့ခဏလို့ action plan ကိုကျွန်တော်တို့စောင့်ကြည့်ပါမယ်တလားတိတိကျွန်တော်တို့စောင့်ကြည့်ပါမယ်တလားကြာတဲ့ဒီခဏလို့အရင်ထားချက်မရှိဘူးကျွန်တော်တို့လူတွေယူ message တွေဝင်နေတော့လဲဆိုရင်ခဏလို့ဝန်ကြီးဌာနနဲ့အဲ့ဒီခဏလို့သက်ဆိုင်ရာလူကြီးတွေနဲ့အဲ့ဒီ telecom ကုမ္ပဏီနဲ့ပေါင်းစားနေပြီပေါင်းလိန်စားနေပြီလို့ကျွန်တော်တို့ပြောတခါတည်းတည်းဆွဆွဲပါမယ်တလားကြည့်ကျွန်တော်တို့စောင့်ကြည့်ပါဦးမယ်အခုတော့ shop လူတွေဝင်နေကျွန်တော်တို့ဆိုတက်တက်တက်တွေဝင်တာစိတ်ညစ်လောက်ဝင်တာ ဘာလို့မှမသိဘူးပြီးတော့ဘာအကျိုးမှလည်းမသိဘူးအခုရေးပေးမိပေးလေးပေးငင်းမော်တိုင်းပဲဗာပေးညာပေးကြတော့အဲ့လို message ကြတော့စီဝင်မလာဘူးအဲ့လိုမျိုးကျွတင်သေးပဲချက်အလားကြောင့်ဝင်မလာဘူးဒီလိုမျိုးလောင်းလာကြတော့တန်တော်ဟောဝင်လာတယ်တိတ်ပြီးမှမရှိပါဗျာတို့ဖုန်းတွေတွေဟောလို့ရောကြီးဝင်ချလာဆိုတော့တိတ်ပြီးမှမရှိပါဗျာခင်ဗျားအဲ့ဒါကြီးတော့တယ်လီကုပ်ပုံကြီးတွေရုပ်ကမ်းပုံလို့ကျွန်တော်တတ်မှာတယ်တယ်လီနော်နံပါတ်1အများဆုံးဒီတယ်လီနော်ဖြစ်နေတာတော့တွေ့ရတယ်တယ်လီနော်ခေါ် attempt ဒီ attempt patient ဒီ time attempt ဒီမြန်မာပြည်ပေါ်လွှတ်ပြလို့ကြားတယ် attempt patient ဒီမှာရိုးသားတော့ဘယ်ကောင်းလေးလုံးလုံးဒီဘယ်တစ်ထည့်လုံးလုံးဒီအေးဒါမဲ့အဲ့တစ်ထည့်တွေကတို့မလုပ်ဘူးဆိုရင်အဲ့ဒါတကယ်